ပါပါခင်ဗျ main night echo channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇလံကတော့စာရည်သူအေကံမေးရေးသားထားတဲ့ညောင်မင်းတစိဆိုတဲ့ဇလံလေးပဲဖြစ်ပါရီတောင်ငုံ93ရက်ကွက်မှာနေတဲ့တငယ်ချင်းထိန်လေးရဲ့23နှစ်မြောက်မွေးနေ့ကျင်းပတဲ့ဖြစ်ညနေ4နာရီခန့်တငယ်ချင်းများစုံညီစွာရောက်ရှိနေပါရီဘန်ကမစာတုပ်ဆိုင်မှာနိုင်ီပိုင်းနဲ့9နာရီမှ9နာရီခွဲအထိငါပြီးတော့ဧကံမှာဖြစ်ပါရီထိန်လင်းရဲ့တငယ်ချင်းအရင်းချများဖြစ်တဲ့ကန်သူတန်းနိုင်တင်မော်ဝင်း ဟန်ဝင်းအောင်တို့ကလည်းညနေ၄နာရီကျော်ကတည်းကဝိုင်းလှုပ်ပေးကြရန်ကြိုပြီးတော့ရောက်နေကြပါရယ်အရပ်ပြောက်ကိုစိတ်ကြိုက်သုံးဆောင်ရန်အစီအစဉ်ပေးပါရယ်။ကန်ထူးနဲ့တိန်နိုင်တို့ကလည်းဒဂုံမြောက်ပိုင်း38ရက်ကွက်မှာနေပါရယ်။အလောက်ကတော့အတူတူလောက်ကင်ရင်းနဲ့ရင်းနှီးတဲ့တငယ်ချင်းများဖြစ်ကြပါရယ်။ ်စိတ်တော်သားချင်းတိုက်ဆိုင်တာဖြစ်၍လေသိုးတုကောင်းဘက်ရည်ရည်နေနေရှိခဲ့ပါရီအဲ့ဒါကြောင့်မလို့တငယ်ချင်းမွေးနေ့ပွဲမှာဝိုင်းကူညီလောက်ကိုင်းပေးရင်နဲ့မှာဆိုင်မအေကန်နဲ့အရက်ကိုမူးအောင်လို့တောက်ကြပါရီဟန်ဝင်းအောင်တို့တင်ဝင်းတို့ကတော့ကာရာအိုကေဝိုင်းမှာအတန်သေးအတန်ကြောင်းနဲ့နာဂွေမတက်အော်ဟစ်သီဆိုနေပါရီမိကလေးတငယ်ချင်းများကလည်းအတော်များများလာကြပါရီခုနှစ်နာရီခွဲတော့မွေးနေ့ပွဲပြီးဆုံးသွားပြီးတော့ကန်တူတို့ကလည်း ထိန်လင်းကိုအိမ်ပြန်ပို့ပေးပြီးတော့နှုတ်ဆက်ကဆိုင်ကယ်နဲ့တကုံမြောက်ပိုင်းကိုပြန်ခဲ့ကြပါရီကန်သူကလေဆိုင်ကယ်ကိုမောင်းပြီးတော့တိုင်းနိုင်ကလေနောက်မှစီပြီးတော့လိုက်လာပါရီနှစ်ယောက်လုံးရေချိန်ကိုက်အောင်လို့မူးနေကြပါရီအထိန်ကလေညာရှင်းလာကြီးကြော်ပြီးတော့53ရက်ကွက်မှာ ခုနှစ်ဆက်တည်းရက်ွက်ကိုမောင်းလာခဲ့ပါရယ်ခုနှစ်ဆက်တည်းရက်ွက်ကျန်းစစ်သားလမ်းမမနေပြီးတော့တောင်တကုံမအရှိတကုံဘိုင်းကိုဆိုင်ကယ်ကိုမောင်းလာခဲ့ကြပါရယ်ရက်ွက်တစ်ခုကြားမှာကုမ္ပဏီဘိုင်းကွက်များကလည်းဟင်းလင်းပြေအတိုင်းရှိနေပါရယ်တချို့ကွက်များကိုခြံကားပြီးတော့အဆောက်အဦများဆောက်လုပ်နေပါရယ်လမ်းမီကလည်းခက်ကြဲကြဲသောရှိသဖြင့်လမ်းမမတစ်ပင်ရိတ်တို့ကြောင့်မှောင်နေခဲ့ပါရယ်ကွန်ကရစ်ခင်ထားတဲ့လမ်းများကလည်းပြဲစားပြုတ်နေပြီးတော့တိုင်းကွက်များနေရာအနှံ့ရှိနေပါရယ်တတိထားမောင်းကွက်ခြိုင်နေကြပြီးတော့ပြက်လဲလို့တယောက်မှတက်တာပဲမထေဘူး ဒီလောက်တော့ကြမ်းမိသားပါကွာစိတ်ချလက်ချတာလိုက်ခဲစမ်းပါတန်တိုင်းကလေးဘာမပြောဘဲနဲ့နေလိုက်ပါတော့ရေဟေ့ကန်တူခဏလေးရင်စမ်းပါကွာအာတမျိုးပြီးတမျိုးပါလားဘာဖြစ်ပြန်ပြီလဲဘိုင်ထဲမှာရေတွေအရက်တွေနဲ့ပြည့်နေတယ်ကွာငါအပေါ့ဆုတ်ချင်လို့ခဏလေးရက်ပေးပါကွာမင်းရောအမြဲကကြီးကကြောင်ကောင်းမယ်ပြောချင်တာပြောကွာအခုရက်ပေးမရက်ပေးရင်ဆိုင်ငယ်ပေါ်မှာပေါက်ချပြလိုက်မှာနော်ကန်တူကလေးဆိုင်ငယ်ကိုရက်ပေးလိုက်ပါရေမင်းရောမစွန့်တော့ဘူးလားငါနေလို့ရသေးတယ်အဲရောက်မှာပဲစွန့်တော့မယ် တင်ရမှာလောက်လိုက်တော့ဒိန်းလိုက်ကလည်းနောက်ဘက်ပြေးသွားပြီးတော့တပင်တပင်ဘေးမှာရက်ကအပေါ်စွန့်နေပါလေအာဒီကောင်ထိုင်ပြီးတော့မစုံရက်ပြီးတော့ပန်းနေတယ်တကယ်မလွယ်တဲ့ကောင်ပဲကနော်နေတော့ဒိန်းနိုင်ရှိရာရောက်လာတဲ့ဖြင့်ဆိုင်ကယ်ကိုဆက်နိုးပြီးတော့ဇက်ထွက်လာခဲ့ပါလေမင်းကွာအပေါ်စွန့်တော့လမ်းမိထိုင်စွန့်တော့မဟုတ်ဘူးဘောင်းမီရှင်နဲ့ထိုင်လို့မလွယ်လို့တပင်ဘေးကပ်ပန်းလိုက်တာဒီမှာအပင်ပေါ်ကိုမော့ကြည့်မိတယ်ညောင်ပင်တပင်ပဲကွာမင်းကွာလုံးလိုက်ရင်အချိုးမပြေဘူး အဖို့ဆိုတော့ခွင့်လွတ်ပါဘာညာပြောပြီးတော့တောင်းပန်လိုက်သေးလားဘာဆိုင်လို့တောင်းပန်ရမှာလဲခါတိုင်းလဲဘောင်းမီနေဆိုမတ်တရက်ပြီးတော့ပဲအဖို့စွန့်နေကြမတောင်းပန်မိပါဘူးကွာအခုမင်းဖို့စွန့်တော့ကညောင်မီလေးညောင်မီဆိုရင်တခြားပင်တွေထက်မမြင်နိုင်တဲ့ຢာတွေခိုကက်တွယ်တက်နေကြတယ်လို့ငါကြောက်ဘူးတယ်ကွာဒီညောင်မီကအပင်ကြီးမှမဟုတ်သေးပဲအပင်ကြီးဆိုရင်တော့မင်းပြောတဲ့အတိုင်းဖြစ်နိုင်တယ်ခဲပါကွာဘာမှမဖြစ်ပဲနဲ့ငါအခုဆိုရင်ဆိုင်ကယ်ပေါ်မှာရှိနေပြီလေ ကျဲစီတော်လမ်းလေးအမတ်နဲ့လမ်းမကြီးအစုံကိုရောက်ပြီးမလို့ဆန်ကယ်ရက်ကဘေးနှစ်ဘက်ကိုကြည်လိုက်ပါရီကားလာနေတဲ့မီးရောင်ကိုတွေ့လိုက်ရတဲ့အတွက်ရက်ပြီးတော့အနီဝေးကိုကြည်နေခြင်းဖြစ်ပါရီတဲ့ရင်သုံးဘက်ကလာနေတဲ့ကားမီးရောင်ကလေးနေတဲ့ဖြင့်ရက်ကကားဖြတ်အသွားကိုစောင်းနေလိုက်ပါရီခနာအတွေ့မဝေးကားကြီးတစီဖြတ်သွားခဲ့ပါရီအိကာရင်နောက်မှာပါလာတဲ့ကားကလေးဝေးသေးတဲ့ဖြင့်ဆန်ကယ်ကိုရထားရမှဆက်ထွက်လိုက်ပါရီဆန်ကယ်ကလေးရှေ့ကိုယုံပြီးတော့ခေါင်းထောင်သွားပါရီနောက်ကဘင်းကလေးနေရာကမရွေ့ပါဘူးဟာ ဘာဘာဖြစ်တာလဲဆိုင်ကယ်ကဆောင်ယုံနေပြီမဲ့နေရာကမရွေ့ပါဘူးနောက်ကဆိုင်ကယ်ကိုဆွဲထားတယ်လို့မျိုးဖြစ်နေပါရယ်ဘလို့ပဲလီပေါ်ကိုတင်တင်ဆိုင်ကယ်ခေါင်းကသာထောင်သွားခဲ့ပါရယ်နေရာကတော့မရွေ့ပါဘူးကဲတန်းလိုက်ခနာစေယုံမင်းစင်တော့ငါမောင်းကြည့်အောင်မယ်အဲ့ချိန်မှာပဲရွာသားကြီးဘမတယင်တော့ဘမရောကားများဖြတ်သည်တဖြင့်ဆိုင်ကယ်ထွက်ရမရဖြစ်နေပါရယ်ကားသုံးစီးကဇက်တိုက်ဖြတ်သွားပြီးမှဆိုင်ကယ်ကလမ်းပွင့်သွားပါရယ်ဆိုင်ကယ်ကိုကားလမ်းကိုဖြတ်မောင်းကြည့်လိုက်ပါရယ် တန်းနိုင်ကအောင်စင်ပေးလိုက်မှဆိုင်ကယ်ကလည်းကြော်လန်းစုပ်ကိုပြည့်၍ရာသွားပါတော့ရီနောက်မှတန်းနိုင်ကလည်းပြေးလိုက်လာပြီးတော့ဆိုင်ကယ်ပေါ်ကိုခုန်တက်လိုက်ပါရီအဲဒီကဆိုင်ကယ်ကဘာမှဖြစ်ပဲနဲ့ဆံမောင်း၍ရခဲ့ပါရီတိတ်နိုင်ဘာလဲကွာဆိုင်ကယ်ကယုံဆွေဆွဲနေရတယ်ခေါင်းတိုင်းကပိုလေးတယ်လို့ပဲအခုတို့နှစ်ယောက်တည်းဆိုင်ကယ်ပေါ်မှာရှိနေပေမဲ့ဆိုင်ကယ်က၃ယောက်လောက်တင်ပြီးတော့ဆွဲနေရတယ်လို့လေးနေတယ်ငါလည်းမပြောတတ်ဘူးမင်းမြင်မဲ့ဘာမှမပါလာပါဘူးကွာမင်းစိတ်ထင်လို့ဖြစ်မှာလားဆိုင်ကယ်ယုံနေရလား တတော်လေးတွားနေတာလားဆိုတော့ကိုငါသိတာဗောအခုနည်းနည်းထူးဆန်းနေတယ်ထူးဆန်းတာအသာသာအခုမောင်းလို့ရနေတာဗောဇေယျလက်တရားမောင်းဆန်းမှာကန်ထူးရာစက်သုံးရက်ကွက်နဲ့စနစ်လမ်းစုံထိတ်ကိုအရောက်မှာပဲတမေရွှေထီးလမ်းလေးကိုဂျိုးဝင်လိုက်ပါရယ်အေးလမ်းတိုင်းဆိုင်ငယ်ကိုမောင်းလာစဉ်အခန်းရခက်တဲ့အပုံနဲ့ကြီးကိုရလိုက်ပါရယ်အာလမ်းလိုက်တဲ့အပုံနဲ့ကြီးကွာလမ်းဘေးမှာခွေးတွေကောင်ပုံရှိရနေတူတယ်အပုံနဲ့ကလည်းစောင့်နေတဲ့နေရာမှာတက်တိုင်နှစ်တိုင်ခန့်အထိကိုရောက်လာဒီတိုင်းနန်းတုံးဖြစ်ပါရယ်ဟာ မေးခွေးတွေကောင်ပုတ်ကလည်းဆိုင်ငယ်နဲ့ချိန်ပြီးတော့ပါလာလာလားမသိဘူးနံလိုက်တာကွာအေးကွာအနောက်မပြောက်တော့ဘူးကိုဝေးသားလမ်းဆောင်ရောက်လာပြီးဖြစ်သဖြင့်ကားလင်းကိုဆောက်ပြီးတော့လမ်းဖြတ်ကူလိုက်ပါရီ38ရက်ကွက်ကိုရောက်ခဲ့ပြီးတော့အဒရီလန်လေးကိုဝင်ပြီးပြည်ဦးလေးလမ်းလေးကိုဝင်ခဲ့ပါရီမကြာခင်မှာပဲတိုင်းတိုင်းတို့အိမ်ရှိကိုရောက်ခဲ့ပါရီအပုံနိုင်ကတော့မရှိခဲ့တော့ပါဘူးငါမဝင်တော့ဘူးတိန်တိုင်းမနှမ်းမဆုံကြမယ်တိန်တိုင်းကလည်းဘာမှမပြောဘဲနဲ့သူ့ရဲ့ခြံဘက်ကိုလှည့်ပြီးတော့တကားကိုစောင့်ကန်လိုက်ပါရီဟာ ဒီကောင်ပြက်တော့ရှာနေပြီလစ်တော့ပဲကဲဒီကောင်လေးဆိုင်ကကိုတိန်နိုင်တို့ရဲ့အင်ရှင်မဆက်ပြီးတော့မောင်းလာခဲ့ပါရီတိန်နိုင်ဆင်းသွားတဲ့အခါနဲ့ပုံနှန်းကလည်းပျောက်သွားခဲ့ပါရီဆိုင်ကဘော်ကလူနှစ်ယောက်ဆင်းသွားတယ်လို့မျိုးမောင်းရပေါ်ပါသွားကြောင်းကဲဒီကောင်လေးတတိထားလိုက်မိပါရီဒီကောင်မဟုတ်တာလို့လို့တရေမြလိုက်လာလားမသိဘူးထူးတော့ထူးဆန်းတာတော့အမှန်ပဲကဲလူထွက်သွားပြီးတဲ့နောက်မှာတော့တိန်နိုင်တယောက်အိမ်မှာပြက်တော့ရှာနေပါရီ ခြေတကားကိုကန်ဖွင့်နေတဲ့ပြင်အိမ်ပေါ်မှာဖခင်ဖြစ်သူအော်စင်မတကားကိုမကန်မဲနဲ့ချက်ကိုဆွဲပြီးဖွင့်ဝင်ခဲ့ပါတော့တယ်။အိမ်ထဲကိုရောက်တော့ဖခင်ဖြစ်သူကစူပါတော့တယ်။မင်းရအချိန်မဟုတ်သွားလာနေပြီးတော့တောက်ရည်တွေတောက်လာတယ်။မင်းမလက်မပါဘူးလား။ငါတို့ကမင်းကိုစိမ့်ပြီးတော့ခရီးဦးချိုပြူရအောင်ပါလား။တကားဖွင့်ပေးပြီးတော့ဝေမာလို့ပြောရမှာလား။မင်းတကားကိုဘာချိုးချိုးပြီးတော့ကန်ဖွင့်လာလဲ။ပြောစမ်း။မသိဘူးဗျာ။စရီစပွဲကိုလက်သီးနဲ့ထိုးပြီးတော့ဖခင်ဖြစ်သူအားစိန်ခေါ်တယ်လို့မျိုးကြည့်နေပါတယ်။အဲတော့တိတ်နေ မင်းကတော့ဘယ်တော့အခုလိုအချုံမျိုးပြောခဲ့ဘူးလို့လေလာခဲ့စမ်းကိုလာဟဲ့ရှင်ရှင်လူငယ်နဲ့ပြန်ပြီးတော့မိုက်ပြီလို့လားမင်းပါနေစမ်းငါဒီကောက်အချိုးကိုကြည့်မရတော့ကြာပြီ အခုပြန်တော့မစော်ကားနေပြီကဲကွာဦးလာဟန်ကလေးတားပြစ်သူကိုလမ်းထိုးလိုက်ပါရီမမီးရရမထိုးဖြစ်ပေနဲ့ပခုံးကိုထိုးမိသွားပါရီဟောဗျာဖခင်ကိုပြန်မထိုးပဲနဲ့ခေါင်းထည်နေရကိုပြေးဆောင်လိုက်ပါရီတရံကလေးရှာတို့များနဲ့ဖြစ်ပြီးတော့ခေါင်းခွဲကသွေးပြဖြာကြလာပါရီဟဲ့ဟဲ့တန်းတိုင်း ဘလို့ဖြစ်တာလဲဖအေးကကောင်းစီခြင်းလို့ပြောဆိုဆုံးမတော့ဘူးဘလို့လောက်တာလဲခေါင်းကသူ့ရီထွက်လာပြီဘာမှပြောမနေရက်နေရာမှာထိုင်ချလိုက်ပြီးတော့ကျမ်းမြေနဲ့ခေါင်းကိုအချင်းချင်းစောင့်နေပြန်ပါလေဟာဒီကောင်ဘာတွေဖြစ်နေရလဲရှင်သားပုံစံကြီးရတာပုံမှန်မဟုတ်ဘူးခါတိုင်းဒီလိုမှမဟုတ်တာစကားလေးတလုံးမှပြန်မပြောဘူးကျမ်းမြေပေါ်မှာတော့ခြေခွာထိုင်ရင်လည်းဘလူးမမကြီးပဲမျက်နှာကြီးရှုံမဲ့ထားပါလေကိုလုံးကလေးတုံ့ဤတလို့ဖြစ်နေပါလေတန်တရဲ့အမှုရာချီပြီးတော့ဖခင်ဖြစ်သူဦးလာဟန်နဲ့ မိခင်တော်စင်တို့ကလည်းပုံမှန်မဟုတ်တာကိုရိတ်စားသွားမိပါ रे အပြေရပြန်လာပြီးတော့အခုလိုဖြစ်တာဆိုတော့အပမိလာတာပဲဖြစ်မယ်ဘိုးတော်ကိုသွားပင်ပြီးတော့ပြကြည့်ရမကောင်းဘူးလားဘိုးတော်ကဒီချိန်ဆိုအိမ်မှာမရှိတော့ဘူးမြို့ဦးစိန်ဒီမှာပရိသွားစိန်နေလောက်ပြီပြန်ရောက်ချင်ရောက်နေမှာပေါ့မင်းတို့ဘိုးတော်ကိုအိမ်ကတော့လောက်ကြပြီးပါလို့ပြေးခဲ့ပါလားဘိုးတော်မလာသေးရင်လည်းပြန်လာတဲ့ချိန်ထိစောင့်ပြီးတော့ပြေးခဲ့ကွာဟဲ့ဆန်းဆန်းအေးလာတို့သားမိဘိုးတော်အိမ်ကိုသွားရအောင် ဘိုးတော်ဆိုသူကတော့ဥလဟန်တို့နဲ့တလန်တလန်ကျော်ဆိုရင်ရောက်ပါရီအဘဘိုးမီးကိုတက်စီတဲ့ဘိုးတော်ဖြစ်ပါရီ38နှစ်ဘိုးတော်လိုလေနာမည်ကြီးနေသူဖြစ်ပါရီမကြောက်ကင်းပါဘေးအိမ်မဘိုးတော်ကိုအစေတဲ့တွေ့လိုက်ရတာနဲ့ဒေါ်စင်းကလည်းပြေးပြီးတော့ခေါ်လာခဲ့ပါရီဘိုးတော်ကလည်းအသက်60ဝန်းကျင်ခန့်သာရှိသေးပါရီအဘအောင်စင်သူယောဂီရောင်ကိုဝတ်ထားပါရီကဲသားကြီးလာအဘရှိကိုဘိုးတော်ကလည်းတန်းတန်းရှိကဖြစ်သွားရင်လေသူကလည်းဖျားကန်းနေရှိရကိုသွားလိုက်ပါရီဘိုးတော်ကလည်းရောက်တာနဲ့ဖျားကိုဥချလိုက်ပါရီ ။ဘာယာရှိကိုပြီးတာနဲ့တန်တိုင်းဘက်ကိုလှဲလိုက်ကတေးသေးချာချာစိုက်ကြည့်နေပါလေ။အမေတော်တော်ကြီးတယ်ကောင်။ငါသားနဲ့ခိုးကပ်ပြီးတော့ရောက်လာတာပါလား။ကဲဟေးကောင်မင်းမတူလဲငါတိတယ်နော်။မင်းငါသားမှခိုးကပ်နေတယ်။အေးကပ်နေတဲ့အတိုင်းပဲမင်းဘာကြောင့်လိုက်လာတာလဲ။အားလုံးသိအောင်လို့ပြောပြစမ်း။ဒီကောင်ကောင်မယုံမသိမလေးမစားစော်ကားကလေးမကျင်တတ်တာနဲ့လိုက်လာတာ။ဘလို့စော်ကားကလေရှဲပြောင်းအောင်လေ။ငါနေတဲ့ညောင်ပင်ကိုသူသေးတဲ့ပန်းလေ။ငါ့ကိုတောင်းပန်ရေခွင့်လို့ချေခွင့်လို့အောင်မယ်။ သူကိစ္စပြီးတော့တရွေးလေလေထွေးခဲ့သေးတယ်တရွေးထွေးတော့ငါတို့တိတ်ဆိတ်ဆိုးတယ်လူငယ်ဆိုတော့ဒီလိုကိစ္စတွေမှာနားမလဲပဲခွလို့လို့ရပါတယ်သူသူတကယ်ချင်းတောင်းပန်မှုပြောတယ်သူကအယုံကြည်မရှိလို့တောင်းပန်စရာမလိုဘူးလို့ပြန်ပြောတယ်သူအဲ့လိုပြောတာနဲ့မကျေနပ်လို့သူတို့ဆိုင်ကယ်ပေါ်တက်ပြီးတော့လိုက်လာခဲ့ရဒီရောက်တော့ငါသူ့ကိုစုံးမတယ်အသေးတတ်မလို့စုံးပြထားတယ်ဟာအဲ့လိုမလို့ရဘူးလေကွာမင်းအဲ့လိုလုပ်ရင်အထက်ပိုင်းရဆရာတွေကမင်းကိုဒီတိုင်းကြည့်နေမှာလားမင်းရဲ့ဗိမာန်လေးတော့မှပျောက်သွားအောင်ပဲကဲ မေဘာကြောင့်အခုလိုလိုက်လာတာလေအားလုံးတီးသွားပြီမေဘလူလဲဆိုတော့ဒီကောင်လေးရဲ့မိဘတွေကိုတီးအောင်လို့ပြောစမ်းငါလွန်ခဲ့တဲ့နှစ်90ကကြောင်းလန်နာကယထာလန်ပေါ်မှာယထာတိုက်ခံရပြီးတော့တီးခဲ့တာအနည်းဘဝေးကြမှာတော့ငါထက်ကြီးတဲ့သစီတပတ်တွေမရှိဘူးအားလုံးဒီဘကုသူတွေရအမြဝေပြီးတော့ကျလုံကောင်ကြတယ်ငါဒီဝင်းကျမှာရှိနေတဲ့သစီတရေတွေကိုထိန်းချုပ်ရတယ်အပိုင်စားရတယ်ပေါ့တရားဒီလောက်တက်တန်းရှိနေတာအလူပေးမဲ့လူအမြဝေမဲ့လူရှိလို့လားငါလိုမျိုးတော့ရဲမျိုးမှာဘယ်ကအလူလုပေးမဲ့လူရှိမှလဲလူဘွားတွေကမိသားစုမရှိ တကူဒီအထီးကျန်နေတဲ့ကောင်ကိုဘွားကိုထိန်းချောင်းရုံးကန်ခဲ့ရတယ်။တိတ်ပြီးတော့သစေတရေဖြစ်တော်လေဘသူကတပိတ်သွပ်ပေးလို့လေအမြဝေမဲ့သူမရှိအလူတန်းလှုပ်ပေးမဲ့သူမရှိတေကလေးကတရေဖြစ်တဲ့ကောင်ကဲဒါဆိုရင်ဒီလူငယ်ကိုခွင့်လွှတ်ပါလို့အဘတောင်းမယ်ပါလေတင်ကတစ်ချိန်တစ်ခါမှလို့ခွင့်လွှတ်မယ်ဆိုရင်တင်ကလေဒီမိသားစုကကုသိုလ်ပြုပေးမယ်တင်လည်းတာလို့ခေါ်ဝင်ရမယ်ဘလို့လေကျုပ်တို့အလူတန်းလှုပ်ပေးမယ်ဆိုရင်ဒီတငယ်ကိုခွင့်လွှတ်ပေးမယ်ဒါဆိုရင်တင်ကိုပြောလိုက်မယ်မနက်ပြန်ညနေမျိုးဦးစီဒီမှာတင်းအတွက်ရည်စူးပြီးတော့ ဖရာရွှေသင်္ကန်းလှူပေးမယ်။မြို့ဦးစီဒီမှာပဲဇေယျကျောင်းဆောက်တဲ့စီမောင်အလူလှုပ်ပေးမယ်။အဲဒီကဇေယျတော်စီမောင်သင်္ကန်းလှူပြီးတော့အလူတော်ရေစက်ချတရားဝဲလေးလှုပ်ပေးမယ်။အလူလူသမျှအဆုစုကိုတင်းကိုရည်စုပြီးတော့ရေစက်ချအမြောက်ဝေပေးမယ်။တင်းကိုဖိတ်တဲ့အချိန်မြို့ဦးစီဒီကိုလာခဲ့ပါ။ဖရာဝင်းတဲ့ကိုဝင်လို့မရအောင်ဖရာမိုးဝါကပဲစောင့်နေပေါ့။တရားနာနဲ့စပြီးတော့ဖိတ်မယ်။တရားဖရာဝတ်ကအလူကိုအာယုံပြုထား။အထဲမှာတရားပွဲနဲ့ရေစက်ချပြီးတာနဲ့ ဘုရားဝထွက်ပြီးတော့တင်းကိုကောင်းမှုအစုစုကိုအမြောက်ပေးဝင်မယ်တင်းဆောင်ပြီးတော့သားတို့ခေါ်ပါတင်းရဲ့အလူကိုအဘတောင်းဝင်ယူပြီးတော့လှုပ်ပေးမယ်ဂျေစုကြီးလာပါရီအဖကဲဒါဆိုရင်တင်းလည်းတငယ်စီကခွာပြီးတော့တင်းနေရာတင်ပြန်တော့မနေ့ပြန်ညနေတင်းလာရမယ့်အချိန်အဘလှမ်းဖိလိုက်မယ်သွားတော့ကွယ်မောင်သိန်းနိုင်ကလေးခနာကိုမဝင်ရဘူးကဲနေတဲ့တစေကြီးကလေးဘိုးတို့ရဲ့မြစ်တော်ရက်ခန့်ချက်ကိုလက်ခံကထွက်ခွာသွားပါရီမောင်သိန်းနိုင်ကလေးထိုင်နေရာမှာလဲကျသွားပါရီဘိုးတို့ကလေးဖျားတော့တော်ကြီးတစ်ခွက်ကိုစွန့်ပြီးတော့ကဲရေစင်းနဲ့ဖျားလိုက်မယ် တရိယာသည်ဘုရကလေးတော်စင်းနဲ့ယင်းဤတဲ့အတွက်ဖျားတော်ရည်ဖြင့်တောက်ပေးရနဲ့အတဏီအတန်နာနဲ့ပြောလိုက်ပါရီခဏလေးတော့မောင်သိန်းနိုင်ကလေးတတိရလာပါရီစစောကကျမ်းမြင့်နဲ့ထေရန်ပါစောင်းတော်လေးဖူးရောက်နေတဲ့ရများမရှိတော့ပါဘူးမူလအတားကြီးတိုင်းအလုံးမြင်ကြရပါရီကဲတစီကြီးကိုတော့ဂတိပေးလိုက်ပြီဘလို့စိတ်ကူးထားကြလဲအဘဇဏကတော့ရွှေသင်္ကန်းအတွက်တထောင်းလောက်လူဓမ္မရုပ်စောက်တဲ့အထဲကိုလည်းတထောင်းလောက်လူတရားပေးမဲ့ဆရာတော်ကိုလည်းသင်္ကန်းတစုံနဲ့တထောင်းလောက်လူပြီးရင်တရားနာပြီးရေစက်ချအမြဝေလိုက်ကြတာပေါ့ ကျွန်တော်တို့အဘအစီအစဉ်နဲ့အတိုင်းဆောင်ရွက်ပါမယ်အခုလိုလာရောက်ကူညီပေးခဲ့တဲ့အတွက်အဘကိုလည်းဒီညအတွက်တတော်လှူပြရသည်အေးအေးကျမ်းမာချမ်းသာကြပါသည်ကွယ်ကဲလောင်မတိလို့ပါဆိုပြီးတော့ဗမာစေတဲ့အသွာလာအနေထိုင်အပြောဆိုဆင်ခြင်မို့ဟုတ်ကဲ့ပါသွားတော့အမှတ်တရဖြစ်သွားပါပြီအေးအေးအေးမကြုံဘူးတော့မယုံမယုံတော့စမ်းကြည့်တာပေါ့ကဲကဲအဘသွားမယ်မင်းလိုက်ပေါ့ဘိုးတော့ကပြပြောဆိုဆိုနဲ့ထပြန်တဲ့ဖြစ်မောင်တန်းနိုင်ကလေးဘိုးတော့ကိုပြန်ပို့ပေးရန်ထားပြီးတော့လိုက်သွားပါတော့ရီ ။ဟုတ်ကဲ့ပါခင်ဗျာအခုနောက်ဆက်ကြရတဲ့ဇလန်ကတော့စာရေးသူဧကမေးရေးသားထားရင်ညောင်မင်းတစီစရိဇလန်လေးပဲဖြစ်ပါရယ်ခင်ဗျာ။ဒီဇလန်လေးကိုအစောကနေအစောထိလိုက်ပါနားဆင်ပေးကြကြရတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရယ်။ပရိသတ်များအသားချမ်းမီတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့စုမုံကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျာ။